ပရိသတ်တွေအင်တန်မှာကြိုက်လွန်းလို့ကြီးစုနေကြတဲ့မြို့နင်းတို့ထောင်ရဝေးဇလန်တွဲကြီးကတော့အပိုင်း20ခန်းပြီးလို့28ကိုထွက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါရယ်ပရိသတ်ကြီးတို့ရေနေနေချစ်တဲ့တီကျူးခမရကလည်းတတော်လေးကိုလူကောင်းလေးပါသူ့အနေနဲ့နေနေကိုညီမအနေနဲ့ရောတနည်းတဖုံအားဖြင့်ဤစားနေနေရောရင်ခုန်စိတ်လှုပ်ရှားခဲ့ပေမဲ့လည်းပဲသူ့ရဲ့ညီမလေးဖြစ်တဲ့စနိုးလေးကိုတန်ရောစဉ်ရှိရှာတော့ စနိုးလေးရဲ့အဖြစ်ဆိုးမဲ့အရာတွေစနိုးလေးဒုက္ခရောက်မဲ့အရာသူ့ဖေနဲ့သူ့ရဲ့ကြားမှာအချင်းမြင်ကွဲလွတ်သွားမဲ့အရာကိုလုံးဝမလုပ်ချင်ခဲ့ပါဘူးဒါကြောင့်မလို့စနိုးလေးကရွှေတစ်တာကြီးကိုထုတ်ပြပြီးတော့တီချူးနဲ့ခိုးပြေးဖို့အတွက်အိမ်ထောင်တစ်ခုတူထောင်ဖို့အတွက်သူ့မိသားစုနဲ့ဝေးရမှာထွက်ပြေးဖို့အတွက်စနိုးလေးဘက်ကနေ ရှိသတာကြီးကိုချပြပြီးတော့ကန်လန်းခဲ့ပါမယ်လေသူအနေနဲ့ဒါလက်မခံခဲ့ဘူးပေါ့လေစနိုးလေးအကိုနဲ့ထွက်ပြေးခြင်းနဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ရှိသတာကြီးတော့မယူလာခဲ့နဲ့ဆိုပြီးတော့ပြောထားခဲ့တဲ့သူပါ အပိုင်း28ရောက်မှာတော့နနီကအင်ကိုပြန်လေရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။နနီကတော်တော်လေးကိုစိတ်ဓာတ်ကျနေခဲ့ပြီ။သူမေအန်ဒီမာဟာဆိုရင်လည်းပဲနေဆက်ကြရဲ့ဦးလေးကို နေဆက်ကြအောက်ပိုင်းတည်တဲ့ကိစ္စပြောကြားသွားခဲ့တာဖြစ်ပြီးတော့ ဦးလက်ကနေဆက်ကြကိုအင်းထီလာကြည့်ခဲ့ပြီးတော့နေဆက်ကြခင်ဗျာမှာတော်တော်လေးကိုစိတ်ဓာတ်ကျနေကြတာပါဦးလက်ရေတော်တော်သွားပါပြီ ါအောက်ပိုင်းတသက်လုံးဒီတိုင်းပဲသေးပြီးတော့တသက်လုံးဒီတိုင်းပဲနေရတော့မှလားဒါဘောလုံးလေးကန်လို့မရတော့ဘူးဆိုပြီးတော့တော်တော်လေးကိုသူဖြစ်ချင်နေရီမန်ချစ်တွေဟောလူငယ်တယောက်ဗျာဆယ်ကျော်သက်အရွယ်လေးနေနဲ့ဘောကမှဖြစ်ချင်နေရတယ်အများကြီးရှိတယ်ဟုတ်တယ်မလားဟိုစင်စာတွေတွေးတော်တွေယာတွေအများကြီးရှိမှဖြစ်တတ်ရမယ့်ယာတွေအများကြီးရှိတယ်အဲ့ဒါဝင်နေနေခင်ဗျာမှမလုံနိုင်တော့ဘူးဆိုပြီးတော့တွေးပြီးတော်တော်လေးကိုကြည်ကွဲနေကြတာပါတစ်ဖက်မှာလည်းစောင်းနှင်းဖြူကတော်တော်လေးကိုထိန်းလိုက်နေခဲ့ပြီ နေနေပြန်လာပြီးနေနေကသူ့ရဲ့ကိစ္စကိုဖွင့်ချတော့မယ်နေနေရဲ့သူ့ပေါ်မှာအချီတွေကလုံးဝမချေနဲ့တဲ့ကြည့်သူကလေးစားပြန်ချေတော့မယ်ဆိုပြီးတော့အင်မတန်မှထိတ်လန့်နေခဲ့ပြီပဲဖြစ်ပါရည်ဒါပေမဲ့စောင်းနှင်းဖြူမတိတာကနေနေကအခုကိစ္စကိုဘယ်သူမှတသက်လုံးပြောမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့စောင်းနှင်းဖြူကိုနေနေကသူ့အသက်ပေးပြီးချစ်တာလေအပိုင်း၁၈ရောက်မှာတော့ ဆောင်းနင်းရှူလေးကနင်းနီးရဲ့အချစ်တွေကိုစက်တဲ့နားလေလာတော့မှဖြစ်ပြီးနင်းနီးကလည်းအောက်ပိုင်းသေးတာကနေပြန်လဲကောင်းလာတော့မှဖြစ်ပြီးစက်တဲ့ကကောင်းမလားမကောင်းဘူးလားနှစ်ယောက်စလုံးသေဆုံးသွားမလားဆိုတာကတော့ပြည့်သက်တွေကြီးရှုပေးခဲ့ကြပါအောင်နော်